ထောင်း25ခုမတ်လ20ရက်ဒီနေ့ပဲရခိုင်ပြည်လွန်တော်ရေးပါတီ ALP ကိုပြန်လေဖွဲ့စည်းကြောင်းကကမ္ဘာရာဇလင်းဥဆောင်တဲ့ရခိုင်ပြည်လွန်မြောက်ရေးပါတီ ALP ပါတီဟာစစ်တွေမှာကိုယ်တော်ကြောင်းနေဘဝကိုခံစားခဲ့ရတယ်လို့ပါတီဥက္ကဋ္ဌကြီးဖြစ်တဲ့စောမြရာဇလင်းကပါတီပြန်လေဖွဲ့စည်းထီတောင်ခြင်း၃နှစ်ပြည့်အခမ်းအနားမိကွန်းမှာထည့်သွင်းပြောဆိုခဲ့ပါတယ်အဲ့ဒီလိုပါတီကိုခွဲကျော်ကြောင်းနှင်းဖြစ်လာချိန်မှာ သူ့အနေနဲ့အထူးစိတ်မကောင်းလဲဖြစ်ခဲ့ရတယ်လို့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ AB ရဲ့ဥက္ကဋ္ဌကြီးဖြစ်တဲ့စောမြရာစာလင်းကအခုလိုပြောဆိုထားပါတယ်ပါတီကိုစိတ်တွေမလို့မှခွေးကြိုကောင်နဲ့ဖိတ်လာခဲ့တယ်ငါတော့လုံးစိတ်မကောင်းဖိတ်လာတယ်ငါ့ကိုကုညီဖို့ပေါင်းဆောင်ပေးတဲ့တရားလေးနဲ့ရဲပိုင်အရှင်ခံမှာငါတော့မဟိမိလေးလေးပို့တိဝေလွန်ဟာရေးစာခံနေရုံနဲ့ငါတိုင်ပြန်လာတယ် ဒီပါတီရဲ့သမိုင်းဟင်းတွေပါတီဖြစ်တယ်အေးပါတီမပြည့်စုံဘူးလားအိန္ဒိယဘော်ဒါမှာလူစီကိုရထိုင်းမှာတဲ့အဲ့ဒီလိုဖြစ်လာချိန်မှာဆောမြရာစာလင်းဟာပါတီမပြည့်စုံစေရင်နဲ့အခုလိုဖြစ်နေတဲ့အပေါ်မှာပါတီတိုက်ခါကြလာနိုင်တဲ့အတွက်ကွဲလွန်တော့တဲ့ရဲဘော်ဆရာခိုင်နိုင်အောင်နဲ့တိုင်းပင်သားတွေကိုလည်းလှောက်ဆောင်ခဲ့တယ်လို့ဆိုထားပါတယ်အဲ့ဒီလိုတိုင်ပင်မှုတွေလှောက်ဆောင်ခဲ့ပြီးတဲ့နောက်မှာဆောမြရာစာလင်းဟာဥက္ကဋ္ဌကြီးခိုင်လဲခိုင်ကိုနှစ်ကြိမ်တိုင်တိုင်ဖုံးဆက်က ပါတီအကွဲကွဲအပြပြဖြစ်နေတာကိုလှောက်ဆောင်ဖို့အတွက်ပြောဆိုခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီလိုသူ့အနေနဲ့ပြောဆိုခဲ့ပေမဲ့ဩဂရကြီးခိုင်လဲခိုင်ကဆ iam မအနေနဲ့ငင်းချက်ရဲကိုမဆွလွတ်နိုင်ရင်မိမိတဘောအရာမိမိတို့လူနဲ့လောက်ကင်ဆောင်ရွက်လို့ရပြီးတော့တဦးကိုတဦးအနောက်အရှက်မပေးဖို့ကိုလည်းပြောဆိုခဲ့ပြီးနောက်မှာသူ့အနေနဲ့ဆုံးဖြတ်ချက်ခိုင်မာလာတာကြောင့်သူ့အနေနဲ့2023မတ်လ9ရက်နေ့မှာဒီပါတီတမိုင်းမပြောက်ပြက်ရအောင်သူ့အနေနဲ့ဦးဆောင်ကပြန်လည်တိစောက်ခဲ့တာဖြစ်တယ်လို့လည်းဆွမ်းမြရာစာလင်းကဆိုထားပါတယ် ဒါအပြင်ဆွေမျက်ရဆလင်းဥဆောင်တဲ့ပါတီကိုသတင်းမီဒီယာတွေကနီလန်းမျိုးစုံနဲ့အတုံးပြုတ်ကတိုက်ခိုက်ခဲ့တဲ့အတွက်လည်းပါတီအတွင်းမှာရှိတဲ့ရဲဘော်တွေဟာပါတီကနေနှုတ်ခတ်သွားတာတွေလည်းမျက်စွာရှိခဲ့တယ်လို့လည်းဆွေမျက်ရဆလင်းကဆိုထားပါတယ်။အဲ့ဒါကြောင့်သူတို့ရီမှန်းထားတဲ့ပန်းတိုင်ကိုလည်းရီမှန်းချက်မပြတ်ပဲဆက်လက်ချီတက်ကလောက်ဆောင်သွားကြဖို့အတွက်ကိုလည်းဆွေမျက်ရဆလင်းကရဲဘော်တွေကိုအမှားစကားပြောဆိုတဲ့အထက်မှာထက်တွင်ပြောဆိုထားပါတယ်။ဒါပြင်ရခိုင်ပြည်အတွက်အလုံလုံနေတဲ့ပုံကိုယ်တွေဟာရခိုင်သားတွေကိုချစ်မြတ်လို့ရမှာဖြစ်တယ်လို့ ရခိုင်ပြည်တွင်းမှာနေထိုင်ကြတဲ့ဘယ်လူမျိုးတွေကိုမဆိုလဲချင်းမြတ်လို့ရမှာဖြစ်တယ်လို့လည်းသူကဆက်လက်ပြောဆိုထားပါတယ်။ဆွေမြရဇလင်းဦးဆောင်တဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ AAP ပါတီဟာရန်လိုတဲ့ပါတီတစ်ခုမဟုတ်ပဲပြည်သူလူထုတွေကိုချစ်ခင်မြတ်လို့ပြီးကောင်းတဲ့အလုပ်ကိုလှောက်ဆောင်နေတဲ့ပါတီတစ်ခုဖြစ်တယ်လို့လည်းဆိုထားပါတယ်။ဒါ့အပြင်လက်ရှိစစ်ကောင်စီနဲ့ပူးပေါင်းကမမမမရက်တည်နေတာဟာအပြစ်ခတ်ရက်စဲကြောင့်သဘောတူညီမှုစာချုပ်မှာလက်မှတ်ရေးထိုးထားခြင်းကိုမချုပ်ဖောက်ပဲရက်တည်နေရတာဖြစ်တယ်လို့လည်းဆိုထားပါတယ်။ ီရခိုင်ပြည်လူမျိုးရေးပါတီ AFP ကို1986မှာဩဂရကြီးခိုင်မိုးလင်းကတည်ဆောက်ခဲ့တဲ့ပါတီတစ်ခုလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ဩဂရကြီးခိုင်မိုးလင်းဦးဆောင်တည်ဆောက်ခဲ့တဲ့ AFP ပါတီမှာတုံချမ်းကွဲနေပြီဖြစ်ပါတယ်ရှင်။ Mohamedo Okatari is the God how come broke us ahead. Yet how point it got rain for Rowan again in two point of program. Rabbi Day, Rakhine Prego, Rakhine the Oshora book. နံပါတ်၄ရခိုင်ပြည်မှာဟင်းနေကြတဲ့ရခိုင်သားတိစာတမင်းလေးသားပါမှာရှိခံလာဘူးရခိုင်ပြည်ကိုရာမုစကလည်းနဲ့ကန်တော်နာရီမှာတပအခရမေဒီပိုင်သုံးခွန်းကိုရေပေါ်တော့ငါအုံလို့ပြရတယ်သုံးခွန်းထဲကတတိယစကားကိုကိုင်ပနာအဲလည်းပြတာထွဲပြပြီးကရန်ကုန်မလေးရှားထိုင်းဖောက်ကအဲ့ပိုင်နေလာမှာရောင်းနေခရတဲ့လူပြစာပါတီကို Facebook ကနေပြီးနေမျိုးစုံနဲ့တခိတ်နေတာဟဲ့။ဟုတ်ကဲ့ခိုင်မိုးလင်းစကားကိုတွေးပြပါ ground ။ဥက္ကဋ္ဌစကားကိုတော့မထောင်ပါ ground ။ဒါကဇာလဲထိုင်နေတဲ့အနောက်မှာဂေါင်းထဲမှာဥက္ကဋ္ဌခိုင်မိုးလင်းအရုံးလေးတိုင်ဟဲ့။ဥက္ကဋ္ဌကိုထားရလေးစားပြီးစားဖိတ်တယ်။ဥက္ကဋ္ဌရဲ့ခိုင်ပြေဖို့ခိုင်တော့